ဖုံဖုံဒကမလည်းဖုံဖုံတပန်းကိုတိုင်ကျင်တယ်ဒကမနဲ့ရီစာထားလို့ဒကမတိုင်ရမလဲဖုံဖုံသူ့ကိုလဲစီကျင်လို့ပါကုညီပါအောင်ဖုံဖုံတဲ့ဒါကလွယ်ပါတယ်နော်အဲ့ဒီကိုတော်နေတဲ့ကြည်ဝတန်ခါနာယကဆရာတော်ကိုစုံစမ်းလိုက်ပါစုံစမ်းလိုက်လို့သိပြီဆိုရင်အเจ้าညာနဲ့တကွအထောက်ထားခိုင်လုံစွာချပြပြီးတော့တိုင်လိုက်ပါနော်ကြည်ဝတန်ခါနာယကကိုတိုင်လို့မရဘူးဆိုရင်မြို့နယ်တန်ခါနာယကဆရာတော်တွေကိုစုံစမ်းပြီးတော့အเจ้าညာနဲ့တကွချပြပြီးတိုင်လိုက်ပါ အဲ့ဒါဟာပို၍ထိရောက်ပါတယ်နော်အဲအခုလိုမျိုးကိုတော်တချို့မဟုတ်မဟုတ်တာလောက်တာတွေကိုတိုက်တော်မဲ့လူတွေပေါ်လာတာဟာသာသနာတန်ရှင်ရေးအတွက်အထောက်အကူဖြစ်ပါတယ်ဒါကြောင့်ဦးသိန်းအနေနဲ့အားပေးပါတယ်တိုင်ပါနော်တမထနဲ့ဝိပဿနာမခွဲတတ်ဘူးလားဖေယမေးထားတာမဖြေလို့မသိဘူးလားလို့တဲ့မေးခွန်းမေးတဲ့နေရာမှာတတိလေးထားပြီးမေးပေးစေခြင်းပါတယ်။ဘာကြောင့်လဲဆိုရင်ဦးစင်းကဒီဆိုရှယ်မီဒီယာပေါ်မှာအချိန်ပြည့်ရှိနေတာမဟုတ်ပါဘူး။ ်နော်မေခွန်းဖြေတဲ့အချိန်နောက်ပဲရှိတာပါအဲ့ဒီလိုမေခွန်းဖြေတဲ့အချိန်နောက်ပဲရှိတာဖြစ်တဲ့အတွက်မြင်ရတဲ့မေခွန်းတွေလည်းရှိသလိုမမြင်ရတဲ့မေခွန်းတွေလည်းရှိပါတယ်မြင်ရတဲ့မေခွန်းတွေကိုဖြေတဲ့အခါမှာလည်းပဲမိမိတိတဲ့မေခွန်းဆိုရင်တစ်ခါတည်းဖြေလိုက်ပါတယ်မိမိမတိတဲ့မေခွန်းဆိုရင်လည်းပဲဖြေနိုင်ဖို့အတွက်ကိုစာဖတ်ပြီးတော့အထောက်အထားသွားရှာရပါတယ်ဘာကြောင့်အထောက်အထားရှာရတာလဲဆိုရင်ဖြေနေတဲ့ဥစဉ်ကိုယ်တိုင်ကိုယ်က အလုံးစုံကိုသိတဲ့တပ်ပြညို့ဖရာမဟုတ်ပါဘူး။တာမန်ပုထုဇဉ်ယဟန်တပါဖြစ်နေလို့ပါနော်။နောက်ပြီးတော့ဒီမေခွန်းကိုဥစဉ်ဖြည့်ဘူးပါတယ်။မတ်ပိုင်ရှင်ကမမြင်လို့ဖြစ်ပါလိမ့်မယ်။ဒီမှာထပ်ပြီးတော့ဖြည့်ပေးလိုက်ပါမယ်။တမထဆိုတာကစိတ်ကိုတည်ငြိမ်အေးချမ်းစေသည့်တမာတမာတိအလုပ်ဖြစ်ပါတယ်။နားလည်အောင်ပြောရမယ်ဆိုရင်တမထဆိုတာဟာကာမစ္ဆန္ဒနိဝရဏစတဲ့တရားတွေကိုငြိမ်သက်ပျောက်ကင်းစေသည့်အလုပ်ဖြစ်ပါတယ်။ဝိပဿနာအလုပ်ကတော့ပညာစခန်းပညာအလုပ်ဖြစ်ပါတယ်။ ဝိပဿနာအလုပ်ဟာပညာစကန့်ပညာအလုပ်ဖြစ်တာမှန်တော်လဲပဲဝိပဿနာအလုပ်ကိုလုပ်တဲ့နေရာမှာတမထအလုပ်တွေလည်းအရေးပါပါတယ်တမထကမြမပြေကိုအကျိုးသက်ရောက်စေပြီးဝိပဿနာကတော့နိဗ္ဗာန်ကိုအကျိုးသက်ရောက်စေပါတယ်ဒါလို့ဆိုရင်နားလည်မယ်လို့ထင်ပါတယ်နော်ဆရာတော်မသူတော်များဘေးမှလွတ်ကင်းပါစေဘိမိတာရမင်းကြီးခြေဘဝကိုဓာတ်နဲ့အခွဲခံရတာဘေဘဝရဲ့ဝိကျွေးတွေလဲဆိုတာ ဟောပြပေးပါအရှင်ဖရာတဲ့တချို့ကဗိမိတာရမင်းကြီးခြေဘဝဓာခွဲခံရတာကိုဖုန်ကြီးကြောင်းဝိုင်းတဲ့ဖနက်ဆွေးမီလို့ဆိုပြီးပြောဆိုနေကြပါတယ်မဟုတ်ပါဘူးเนาะတမညဖလာတုအထာကထာမှာရာဇာကိရပုပ်ပေစေတီရင်ကနေပဥပဟနောအကမာတိရှင်ဘယင်ဟာဘဝတစ်ခုမှာတုန်းကစေတီရင်ပြင်တော်ပေါ်မှာဖနက်စီးပြီးသွားခဲ့ဘူးတဲ့ ဖုန်ကြီးကြောင်းပိုင်းမဟုတ်ပါဘူးเนาะ CD ရင်ပြင်တော်ပါနိတိသနတ္ထာယပညာတက္ကတသာရင်စအာဒောတိဟိပါတိဟိအကမိယဟန်တံဃာတွေထိုင်ဖို့ခင်းထားတဲ့ပင်ဖြူပြဘောကိုလည်းပဲခြေမစေးပဲနင်းခဲ့ဘူးတဲ့တပ်ပါယံနိတံဒီတိဝတ္တတိထိုကဲ့သို့ခြေဘဝဓာခွဲခံရခြင်းဟာဤအပြည့်ကြောင့်ဖြစ်ပါတယ်တဲ့เนาะဒါကြောင့်ဘိမိတာရမင်းကြီးခြေဘဝဓာခွဲခံရခြင်းဟာ စေတီရင်ပြင်တော်ပေါ်မှာဖလန်စီမိတဲ့အကုသို့အဖြစ်နဲ့ယဟန်တန်ကာတွေထိုင်ဖို့ခင်ထားတဲ့ပင်ဖြူပြပေါ်ကိုခြေမစေးပဲနင်းမိတဲ့အကုသို့အဖြစ်ကြောင့်ခြေဘဝဓာခွဲခံရခြင်းဖြစ်ပါတယ်။ဦးဇင်ဖေယဖြီးပေးပါဖေယဝတာဟဲနဲ့စွမ်းကတ်ကောင်းပါသလားဖေယတဲ့။ဥဒန်းပါဠိတော်သုံးတာတုံးမှာရွှေပရင်တရေသားသုံးတာကမြတ်စွာဘုရားကိုသူကရမတ္တဝဟင်းနဲ့စွမ်းကတ်ပါတယ်။သူကရမတ္တဝကိုဘာသာပြန်တဲ့အခါမှာ ဝတ်သား၆ထမင်းနှင့်ဝတ်ပြူသားနူးညံ့သောဝတ်သားအရသာရှိသောဝတ်သားမှုမြင့်စသည့်အမျိုးမျိုးကွဲပြားစွာဘာသာပြန်ကြပါれမှုမြင့်ဘက်ကိုဘာသာပြန်တဲ့လူတွေကမြတ်စွာဘုရားဝန်တော်လာရတာဟာဝတ်သားဖုံးပြီးလို့ဝန်တော်လာရတာလို့ယူဆပြီးမြတ်စွာဘုရားကိုဝတ်သားမကတ်ကောင်းဘူးလို့ဆိုတတ်ကြပါれတကယ်တော့မြတ်စွာဘုရားဟာဝတ်သားဖုံးပြီးခဲ့ပါれမြတ်စွာဘုရားဝတ်သားဖုံးပြီးခဲ့ကြောင်းကိုအရှင်ဝိသရာဘိဝန္တရေးတဲ့မြမပါရဂုခေါ် မဟာဝကနိတိကျမ်းမှာတွားရောက်ပြီးလေ့လာနိုင်ပါတယ်။အရှင်ဖုရားတရိစ္ဆာန်လေးတွေကိုအစိတ်ခတ်ပြီးသိသေးတာဘယ်လိုစိုးကျိုးခံစားရပါလဲဖုရား။အိနာပဝန်းကျင်ကကြွက်တွေကိုအဲ့လိုတတ်ကြတော့အိမ်ကခွေးတွေကစားမိပြီးအလူအလဲခံစားသေးပါတယ်။တာဂီဝင်မင်းမျိုးတွေကဝိတ္တူပကိုကြုံမသားလို့ပြောတဲ့အတွက် ဝိတ္တူပကသာဂေဝင်မင်းမျိုးတွေကိုတတ်ဖို့စိတ်ချပြီးလာပါတယ်အဲ့ဒါကိုဖះရှင်တည်တော်မူတဲ့အခါမှာသုံးကြိမ်တိုင်းတိုင်းတားမြစ်ပါတယ်ဘလို့ပဲတာတာတားလို့မရပါဘူးနောက်ဆုံးမှာတော့ဝိတ္တူပကြီးလက်ချက်ဖြင့်သာဂေဝင်မင်းမျိုးတွေအသက်ဆုံးခဲ့ရပါတယ်ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်သာဂေဝင်မင်းမျိုးတွေဟာဘဝတစ်ခုမှာရေကန်ထဲမှာရှိတဲ့ငါးတွေကိုအစိတ်ခတ်ပြီးတတ်ခဲ့ကြပါတယ် အဲ့ဒီအကုသိုလ်ကံဟာအကျိုးပေးခြင်းတန်တဲ့အတွက်ဖျားရှင်တားလို့မရောက်တော့တဲ့အထိတေကြည်ပြည့်စည်ရခြင်းဖြစ်ပါတယ်နော်ဒါကြောင့်တရိစ္ဆာန်တွေကို အစိတ်ခတ်ပြီးတတ်ခြင်းဟာဤကဲ့သို့အလားတူစူးကျိုးတွေခံစားရတတ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖျားနတ်ပြည်၆ထက်ကလူပြည်နဲ့နှီးတယ်လို့ကြားဘူးပါတယ်လူပြည်ကညာဘက်ရှိပြီးလူပြည်နဲ့နှီးတဲ့နတ်ပြည်တွေကရောညာဘက်ရှိပါသလားဖျားတဲ့ လူပြည်ရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာယူကန်တိုတောင်ရှိပါတယ်အဲ့ဒီယူကန်တိုတောင်ထိပ်မှာသရုမဟာရဲ့နတ်ပြည်ရှိပါတယ်သရုမဟာရဲ့နတ်ပြည်ရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာမြင့်မူတောင်ရှိပါတယ်အဲ့ဒီမြင့်မူတောင်ရဲ့ထိပ်မှာတာဝတိန်သာနတ်ပြည်ရှိပါတယ်အလားတူပဲတာဝတိန်သာနတ်ပြည်ရဲ့အထက်မှာရှိကြတဲ့ယာမာတုတိတာနေမာနရတိပရဏိမိတာဝတဝတိစတဲ့နတ်ပြည်တွေကလည်းတပြည်နဲ့တပြည်ကိုယူဇနာ4200กว่าဝေးပါတယ် ဖော်ပြပါနတ်ပြည်6ထက်အထဲမှာသရုမာရဲ့နတ်ပြည်ဟာအောက်ထစ်ဆုံးနတ်ပြည်ဖြစ်တဲ့အတွက်လူပြည်နဲ့အနီးဆုံးနတ်ပြည်ဖြစ်ပါတယ်။နတ်ပြည်မှာလူပြည်လူနေဘက်ညဘက်ဆိုတာမရှိပါဘူး။အချိန်ကန့်သက်ချက်တစ်ခုအနေနဲ့ပဲရှိပါတယ်။အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အရေးတကအရေးထဲမှာမိဘဆွေမျိုးအရေးကအေးမြဆုံးဖြစ်ပါတယ်။သို့တော်လည်းပဲလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုတော့ မိဘဆွေမျိုးတို့ကမပေးစွမ်းနိုင်ပါဘူးမိမိဤကောင်းစွာထာအပ်သောစိတ်ကသာပေးစွမ်းနိုင်ပါれဓမ္မပဒပါဠိတော်သောရေယဝိထုမှာလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုအမိအဖတို့ကမပြုတ်နိုင်ဆွေမျိုးတို့ကလည်းမပြုတ်စွားနိုင်မိမိဤကောင်းစွာထာအပ်သောစိတ်တည်သားလျင်မိဘဆွေမျိုးတို့ထက်တဆင့်တက်တဆင့်မြင့်မြတ်အောင်ပြုတ်စွားနိုင်၏လို့ဟောကြားတော်မူထားပါသည် ဒါကြောင့်ဓမ္မလက်ဆောင်ပေးလိုတာက လူနဲ့နိဗ္ဗာန်သုံးတန်သော ချမ်းသာကိုရရှိခြင်းတည်းဆိုရင်မိမိ၏စိတ်ကို ကောင်းစွာထားပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။ငါးပါးသီလလုံရင်အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလားဖေ။အတိတယောက်နဲ့ငင်းနေရလို့ပါဖေ။တပည့်တော်ကမဆိုင်ဘူးပြောတာပါဖေတဲ့။ငါးပါးသီလလုံရင်အသက်ပိုရှည်တယ်ဆိုတာတော့မှန်ပါတယ်။ သို့တော်လည်းပဲလက်ရှိပြစ်ဆုံးပံမှာတော့ညံနဲ့ရှင်ပြီးနေထိုင်စားတောက်တက်ဖို့လည်းလိုပါသေးတယ်။မာဘာတီလာရဲ့တဘာချင်းစီမှာကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။လိုက်နာမယ်ဆိုရင် ကောင်းတဲ့အကျိုးတွေရမှာဖြစ်ပြီးမလိုက်နာဘူးဆိုရင်တော့မကောင်းတဲ့အကျိုးတွေပဲရမှာဖြစ်ပါတယ်။ဒီနေရာမှာတော့မာဘာတီလာရဲ့တဘာချင်းစီကောင်းကျိုးဆိုးကျိုးတွေကိုမပြောတော့ဘဲအပါဒံပါဠိတော်မှာလာတဲ့ 5ပါးသီလစောက်တည်ခြင်းကြောင့်ရရှိလာမဲ့အကျိုးတရား၃မျိုးကိုပြောပြပါမယ်။အဲ့ဒီအကျိုးတရား၃မျိုးကဘာတွေလဲဆိုရင်၁အသက်ရှည်ခြင်း၂စည်းစိမ်ဥစ္စာပေါများခြင်း၃ထက်မြက်သောဉာဏ်ပညာရှိခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်5ပါးသီလစောက်တည်ခြင်းဟာအသက်ပိုရှည်တယ်ဆိုတဲ့ဇာတာဟာမှန်တယ်လို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။ဒီမန့်ကိုမပြန်ခင်ဥစဉ်တစ်ခုလောက်ကြိုပြောခြင်းပါတယ်။ ဒီလိုအလားတူမှန်တွေလာမှန်တိုင်းဥစဉ်ကဓမ္မဝိနည်းနဲ့အညီပြန်ပြီးတုတ်ပြန် ဖြည့်ရှင်းတဲ့အခါမှာမှန်ပိုင်ရှင်တွေကမှန်ကိုပြန်ဖြတ်သွားကြပါတယ်ကိုမှန်တယ်ထင်လို့မှန်ပြီးပြီဆိုရင်မှန်ကိုပြန်မဖြတ်ပါနဲ့เนาะတတ်တိရှိစွာထားပါလို့ပြောခြင်းပါတယ်သူမှန်ထားတာကတစ်တော့ရှေ့မှာအိန္ဒြေကြီးနဲ့လုတ်ပြနေတာနောက်ွယ်ရာကြရင် အခန်းတကာပိတ်ပြီးညနေစာ ခိုးစားခြင်းခိုးစားနေလိမ့်မယ်တဲ့ယဟန်တွေညနေစာစားရင်သုဒ္ဓပါစိတ်အာဘတ်တင့်ပါတယ်သုဒ္ဓပါစိတ်အာဘတ်ဆိုတာဒေသနာကြားပြီးကုစားလို့ရပါတယ်ဖျားရှင်ကလည်းပဲသူ့သားတော်တွေမရှောင်ကျဉ်နိုင်မှန်းသိလို့ကုစားတဲ့ဤကို ပေးခဲ့ပါတယ်ဥသင်းကအာဘတ်သိရင်ကုစားရမယ့်ဤကိုသိပါတယ် မန့်ပိုင်ရှင်ကရောမန့်ပိုင်ရှင်ရဲ့တန်တံမှာအကုသို့ဖြစ်ရင်ကုစားရမယ့်ဤကို သိပါသလားအစိတ်ဖြည့်စေးမရှိပါဘဲနဲ့အစိတ်ဖြည့်စေး ရှိတဲ့သူနဲ့ပြိုင်ပြီးအစိတ်မတောက်ချင်ပါနဲ့နော်စေတနာနဲ့ပြောတာပါကျမ်းမာပါစီလက်မခံနိုင်ဘူးဖေယအစိုးအကောင်ဒုံတွဲတာကိုလက်ခံလို့ရတယ်နောက်ဘဝဆိုတာလက်မခံဘူးဖေယရှိနေလဲလက်မခံဘူးတဲ့ လက်မခံဘူးလက်ခံတယ်ဆိုတာပုဂ္ဂိုလ်တယောက်ရဲ့လွတ်လပ်ခွင့်ပါအတင်းရိုက်ပြီးလက်မခံခိုင်းပါဘူးပိဿုပံကာမဝါဒတမားတွေဟာရှေးဘဝနောက်ဘဝရှိတယ်ဆိုတာကိုလက်မခံတယ်လို့ပိဿုပံကာလကိုသာကြည့်ပြီးအိစားကာမလောက်နဲ့ကျင်နဲ့နေတဲ့လူတွေဖြစ်ပါတယ်အဲ့ဒီလိုပိဿုပံကာလကိုသာကြည့်ပြီးအိစားကာမနဲ့ကျင်နဲ့တဲ့အချင်းဟာတရိစ္ဆာန်တွေရဲ့အချင်းဖြစ်ပါတယ်တရိစ္ဆာန်ရဲ့အချင်းကိုကြိုက်လို့ကျင်သုံးတာကတော့ဥစဉ်နဲ့ဘာမှမဆိုင်ပါဘူးလွတ်လပ်စွာကျင်သုံးနိုင်ပါတယ် Yeah. <coughs> <coughs>